ီနေရာမှာစီးမင်းတစ်ခုပဲရှိတယ်။တဲကိုမထီရထီရင်သေးမယ်။အားလုံးပဲမင်္ဂလာပါ။ The Sun ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးခြင်းပါတယ်။ဇာတ်ကားကလှပတဲ့ကန်းကြီတစ်ခုကိုပြသရင်းနဲ့အစတင်ထားပါတယ်။ညမှာပါတီလုပ်နေတဲ့ဆယ်ကျော်သစ်တစ်ဖွဲ့လည်းရှိနေပါတယ်။ပါတီလည်းရောက်တော့ကောင်းလေးတစ်ယောက်ကဒီရောက်နေတဲ့လူတွေအကုန်လုံးဖုံးသုံးမဲ့မပြူဘူးလို့ပြောပါတယ်။ဒါကြောင့်မို့ဖုံးတွေအကုန်လုံးကိုစုထည့်လိုက်ပြီးကားရဲ့ပစ္စည်းကမ်းမှာထားလိုက်ပါတယ်။တိတ်မကြခင်ကောင်းလေးတစ်ယောက်ကအကြည့်ကျွဲရီနဲ့ပြည့်နေတဲ့အလုံးကြီးတစ်လုံးကိုတဲလာပါတယ်။ ဒါကဂျိုသားဥလုံးလို့တော့ထင်ရပါတယ်။တယ်လာတဲ့ကောင်လေးတွေကဒါကိုကန်းကျင်နဲ့တိမ်မွေးတဲ့နေရာကနေတွေ့လာတာလို့ပြောပါတယ်။နောက်မင်းနေထွက်လာချိန်မှာတော့ဒီလုံးကြီးကသူတို့ကိုကြီးကျယ်ပစ္စည်းပြစ်တော့မယ်ဆိုတာကိုတော့သူတို့မသိကြပါဘူး။နောက်မင်းရောက်လာတဲ့အခါမှာတော့လင်းကင်းဆိုတဲ့ကောင်မလေးကနိုးလာပါတယ်။တိမ်မကြခင်မှာပဲမိုးမင်းလည်းထန်လို့လာပါတယ်။သူတို့နှစ်ယောက်ကကန်းကျင်ဆောင်အိမ်ထဲမှာရှိနေကြတာပါ။ဒီချိန်ထဲမှာပဲသူတို့ဘော်ဒါတို့ကားထဲမှာအိတ်နေတာကိုတွေ့သွားပါတယ်။ အဲ့ဒီမှာသူ့ပဲမြင်အောင်ကိုသူ့ရဲ့ best friend Sandra နဲ့အတူတူစလိနေတာကို LinkedIn တယောက်မြင်လိုက်ရပြီးတော့သူ့ပဲနဲ့ Sandra ကအခုလိုမျိုးကိစ္စဝိစာတွေရှိနေတာကိုမယုံနိုင်ဘူးဖြစ်နေပါတယ်။ Betty ဆိုတဲ့ကောင်လေးနဲ့သူ့အီးစားယင်နူတို့ကလည်းကားနောက်ခန်းကနေနိုးလာပါတယ်။မိမိကတော့ကန်းချီကထိုင်ကုန်ကနေနိုးလာပါတယ်။အဲ့ဒါလိုငားနဲ့နဲ့ပြိုင်ဘသူနိုင်ဆိုပြီးတော့အပြိုင်ဆိုင်နိုးလာကြတော့မှပဲ LinkedIn ကအစာရှာနေတဲ့ပင်နယ်ငှက်တကောင်ကိုမြင်လိုက်ရပါတယ်။အင်းကတဲတဲ့နှစ်ဝင်သွားတဲ့အခါမှာတော့သူလဲလန်သွားရပါတယ်။ မင်းမင်းကအေးရင်မဟုတ်ဘူးဖြစ်နေပေမဲ့လည်းထိုင်ကုန်ကနေထားဖို့လှုပ်လိုက်ပါတယ်။အဲ့မှာကင်းလင်းကကန်းချီကတဲတွေကနေဝေးဝေးနေဖို့မင်းမင်းကိုအော်ပြောလိုက်ပါတယ်။ဒါမဲ့မင်းမင်းကတော့တဲပေါ်နင်းထားပြီးဖြစ်နေပါတယ်။မင်းမင်းတယောက်သူ့ရဲ့ခြေထောက်လေးလာတယ်လို့ခံစားလာရပြီးတဲတွေကတန်လိုက်စကွင်းတစ်ခုခုကသူ့ကိုဆွဲယူနေတယ်လို့ထင်လို့ကြင်ဆွဲနှုံနေပါတယ်။မင်းမင်းအခြေအနေကိုကြည့်ပြီးတော့အကုန်လုံးအလန့်တညစ်တွေဖြစ်ကုန်ပါတယ်။အဲ့ချိန်မှာဘေတီကမင်းမင်းကိုကူညီဖို့ဆိုပြီးတော့ကားပေါ်ကနေမြန်မြန်တိုင်းမင်းထိုးချလိုက်တဲ့အခါမှာတော့ ရုတ်တရက်ပဲသူ့ရဲ့ခြေထောက်တွေလေးလာသလိုခံစားလာရပြီးတော့လဲကျသွားရပါတယ်။ပြီးတော့သူလည်းတဲကဆုပ်ယူသွားတာကိုခံလိုက်ရပါတယ်။သူ့ရဲ့မျက်နှာကတဲပေါ်အံ့နေတာမို့လို့တကူးကူးကတစားစီဆွဲပြဲလိုက်သလိုမျိုးဖြစ်လာပြီးတော့သွေးတွေထွက်လာပါတယ်။အဲဒါကနေသိမ့်မကြလိုက်ပဲနဲ့ဘေတီနဲ့မေမင်းတို့တဲမျိုးခံလိုက်ရပြီးတော့ပျောက်ကွယ်သွားပါတော့တယ်။ဒီမနေ့မှသူတို့ငယ်ချင်းတယောက်ကိုခနာချင်းဆုံးရှုံးလိုက်ရတဲ့အခါမှာတော့အကုန်လုံးလည်းပေးကြပါမေကြပါတွေဖြစ်ကုန်ကြပါတော့တယ်။ ရဲစခန်းကိုဖုံးဆက်ကူညီတောင်းဖို့လို့တော့လေညာကလေးကကြိုတင်ပြင်ဆင်ထားတဲ့အချိန်ဖုန်းတွေကကားပစ္စည်းခန်းတွေကိုရောက်နေပါတယ်။ဒါကြောင့်မို့ဆဆရကလုံပြီးဖုန်းတွေသိမ်းလိုက်တဲ့မိုးမင်းကိုကြိုးကွင်းလို့ပြောပြီးတော့အပြစ်တင်ကြပါတော့လေ။ဒီနောက်မှာတော့သူတို့ကညဉ့်ညမ်းနေတဲ့ရေတွေကြောက်ပိတ်ထားတဲ့ကမ်းကြီးကိုခိုးပြီးတော့ဝင်လာကြတယ်ဆိုတာပေါ်သွားပါတယ်။ကားထဲမှာရောက်နေတဲ့မြင်းအောင်ကလည်းကားဆက်စနိုးပါတယ်။ဒါမဲ့ကားကဘက်ထရီမကောင်းလို့ဖြုတ်ထားပြီးကမ်းကြီးမလာခင်အစ်စ်ပြန်ထည့်ဖို့မေ့နေတာကိုလည်းသိသွားကြပါတယ်။ဒါကြောင့်မို့ကားကမောင်းမှုဖြစ်နိုင်တော့ပါဘူး။ ခင်းင်းကလည်းတဲကအသက်ရှိနေတာကိုစိတ်ဝင်စားနေပါတယ်။ဒါကြောင့်မို့တဲတဲကတက်ရှိအပြင် ထွက်လာဖို့အတွက်သူ့ရဲ့လက်တွေနဲ့ဆမ်းပြီးတော့များခေါ်လိုက်ပါတယ်။အဲမှာတဲတဲကထူးဆန်းတဲ့တက်ရှိကဆမ်းမြင်နေတဲ့တူပြီးအတော်လေးပါတာကိုတည်သွားကြပါတယ်။သူတို့ဘော်ရာတယောက်ဖြစ်တဲ့ကင်တို့ကတော့သူ့ကိုဖမ်းထည့်ထားတဲ့အမိုက်ပုံးတဲကနေနိုးလာပါတယ်။ဒါကြောင့်မို့အဲတဲကနေထွက်ဖို့လှုပ်ပြီးတော့ကြိုးစားလိုက်ပါတယ်။တူဘော်ရာတွေကတော့မလုပ်ဖို့အော်ပြောနေကြပါတယ်။တဲတဲမှာတခုခုရှိနေတဲ့ဇိုမခင်တို့လည်းရက်သွားရပါတယ်။ ပြီးတော့သူ့ဝရာနေအောင်လုံးကန်းကြီးကဒဲမြို့ပြီးတည်သွားခဲ့ပြီဆိုတာကိုသိပြီးတော့သူလဲရှော့ရသွားခဲ့ပါတယ်။နောက်ဆုံးမှာကင်တိုလဲမိုက်ပုံးထဲမှာပဲတီးခံပြီးတော့နေလိုက်ရပါတယ်။သူတို့ကိုတရရောလာခဲ့ဖို့ပဲမျောလင်းချက်ရှိတော့တာမို့လို့အားလုံးစိတ်အားငြိလာကြပါဦးလေ။ဘဲပူပူနွေနေဆုံးသားခဲ့တဲ့ယင်တို့ကလည်းသူ့မေစီစားတဲ့ဆောင်ရင်းနေပါတယ်။စားစရာမရှိတောက်စရာမရှိနဲ့တရရောလာခဲ့တာစောင့်နေနိုင်ဖို့ဆိုတာကလည်းမသေးချာသေးပါဘူး။ဒီနောက်မှာတော့ညာတော့ကပါတီစင်တဲ့မိသူမှန်သမျှတဲမျိုးခံရပြီးတော့ပျောက်သွားတော့မယ်လို့ထင်လာကြပါတယ် အခုတော့ကန်းကြီးမှာ6ရောက်ပဲကြံခင်းတော့တယ်ဒီနောက်မှာတော့အသိမွေးတဲ့နေရာကကြောက်တုံးကြီးတစ်ခုကိုခင်းလင်းကမြင်လိုက်ပါတယ်အဲ့ဒါကညာတော့ကတွေ့လိုက်ရတဲ့အလုံးကြီးဖြစ်ပြီးတော့အခုတော့နှစ်ချမ်းကွဲလို့နေပါပြီရင်တို့ကတော့အဲ့ဒီလုံးကြီးကပောက်ထားကာစားဦးကြီးနဲ့တူတယ်လို့ယုံကြည်နေပါတယ်ဒါကြောင့်မိုးတဲတွေကဒူးစန်းတဲ့တက်ရှိကြီးကလည်းအဲ့ဒီဦးကနေဖြစ်လာတာလို့သူတို့ထင်သွားကြပါတယ်မြေအောင်ကမင်းမြိတ်အိတ်တဲကပစ္စည်းတွေယူလိုက်ဖို့အကြံရလာပါတယ်ကားနောက်ခန်းထဲမှာရေလွှာရှောစီးပြားနှစ်ခုရှိပါတယ်ဒါကိုလမ်းလျှောက်သွားဖို့သုံးနိုင်ပါတယ် မြောင်းကလမ်းလျှောက်သွားဖို့တွေအသေးပေါ်မှာအိတ်နှစ်ခုကိုထားလိုက်ပါတယ်။ထိုင်ခွန်းသားရောက်တဲ့ခါမှာတော့အဲ့ဒီပေါ်တပြေးရှော့စီးပြားကိုနောက်ပြန်ပို့ဖို့လုပ်လိုက်ပါတယ်။မြောင်းတယောက်သူ့ရဲ့ခန္ဓာကိုယ်ကိုတဲနဲ့မထိဖို့ကြိုးစားပေမဲ့လေမွန်စတာကတဲတွေကနေထွက်လာပြီးတော့မြောင်းရဲ့ဘိုက်ကိုထိလာပါတယ်။တန်ကောင်းဆောင်နဲ့ပဲသူကခုံပေါ်ခုံတက်လိုက်နိုင်ပြီးတော့လွတ်သွားခဲ့ပါတယ်။ဒါမဲ့မွန်စတာကိုက်ခင်ရပြီးတော့သူ့ရဲ့ဘိုက်ကတန်ရန်ရသွားပါတယ်။မြောင်းကနာကျင်မှုကိုတီးခံဖို့ကြိုးစားနေရင်းကနေစိတ်မိထားသလိုမျိုးဖြစ်လာပါတယ်။ သူရဲ့ဘိုက်တာငကူတောင်ကျော်စိုးနေတယ်လို့မျိုးခံစားနေရတယ်လို့မြောက်ငါပြောလိုက်ပါတယ်။နာကျင်မှုကိုခံစားနေရင်းကနေသူကမင်းမင်းရဲ့အိတ်ကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့တောက်စရာဘူးအချို့ကိုတွေ့သွားပါတယ်။ဒါကြောင့်မို့ရေတောက်ရဖို့တယောက်ချင်းစီကိုပြစ်ပေးလိုက်ပါတယ်။ဘုံမင်းစီပြစ်ပေးလိုက်ချိန်မှာတော့မမျော်လင့်ပဲနဲ့တစ်သားအစွန်းလေးကကျိုးသွားပြီးတော့သူလည်းပြုတ်ကျလူနင်းနီကိုဖြစ်သွားခဲ့ပါတယ်။မြောက်ရဲ့ဘိုက်တန်ရာကပူဆိုးလာပြီးတော့ပြည်ရီတောင်ထွက်လာနေပါပြီ။နာကျင်နေတော့အကုန်ပေါ်မှာပဲလဲနေနိုင်မှာလို့ ဂျန်နဲ့၅ယောက်လည်းကန်းချီကနေဘယ်တော့များမှလွတ်နိုင်ပါမလဲဆိုပြီးတော့ရေကူးကန်တွေကတယောက်လိုဆိတ်ရှုပ်ထွေးလာကြပါတယ်။ဘုံတွေယူဖို့အတွက်ကလည်းကားပစ္စည်းထားကန်ထဲမှာပါ။ရင်းတို့ကကားပန်ကားပေါ်တက်ပြီးတော့ပစ္စည်းကန်းကိုဖွင့်ဖို့ကြိုးစားပါတယ်။ဒါမဲ့ပစ္စည်းထားကန်ပွင့်လာချိန်မှာတော့ရုတ်တရက်ပန်ကြီးကရောက်လာတာကြောင့်လန့်သွားတဲ့အတွက်ညာဘက်လက်ကကားပစ္စည်းထားကန်မှာညံ့နေတော့ရင်းတို့ချော်လဲသွားပါတယ်။ဘက်ကင်းကားတွေကလူကလည်းကန်းချီစောက်တယောက်ပါ။သူကဒီပိတ်ထားတဲ့နေရာကိုဘာလာလုံးနေကြတာလဲဆိုပြီးတော့ခင်လင်းကိုမေးပါတော့တယ်။ ခင်လေးကဒီကန်းကြီးကသဲရီအောက်မှာတကူးကူးရှိနေတယ်လို့ပြောလိုက်ပါတယ်။ဒါကုံမြုံနဲ့ဇေယသမားကလည်းကားထဲကထွက်လာပြီးတော့သဲပေါ်နင်းလိုက်ပါတယ်။အန်အသင်းကြောင်ကောင်းဆောင်နေပဲသဲထဲကအကောင်ကပတ်လိုက်ပြီးတော့ကန်းကြီးဆောင်ရဲ့ခြေောက်ကိုကြတော့ဘာမှမလုပ်ပါဘူး။ဒါကြောင့်မို့ဒီဘက်ကျဘာမှမဖြစ်ပါလားလို့အကုန်လုံးလည်းအန်အသင်းသွားကြပါတယ်။ပြီးမှအဲ့ဇေယသမားစီးထားတဲ့လေတာဖက်နက်ကမွန်စတာရန်ကနေကာကွယ်ပေးနေတာကိုသိသွားကြပါတယ်။ဇေယသမားကခင်လေးနဲ့မိုးမင်းကိုသူ့စီလာဖို့ပြောပါတယ်။ဒါမဲ့ခင်လေးတို့ကညင်းလိုက်ပါတယ်။ ါကြောင့်မို့စိတ်တို့သွားတဲ့ကန်းချီဆောင်ဆရာသမားကစပရိတ်နဲ့ဖျမ်းမယ်ဆိုပြီးချင်းချောက်ရင်းနဲ့ထုတ်လိုက်တုံးပါပဲ။ကန်ဆိုးပြီးတော့ကားတော်ကသဲဘော်ကိုပြုတ်ကျသွားပါလေ။သူကားတော်ကောက်လိုက်တုံးပါပဲ။သူ့ရဲ့လက်တွေလေးလာတာကိုခံစားလိုက်ရပြီးတော့ရွှေ့လို့လည်းမရတော့ပါဘူး။သူ့လက်ကသဲသေးစမ်းမြုပ်နေခဲ့ပါပြီ။ဆရာသမားကသူ့လက်ထဲကစပရိတ်နဲ့မွန်စတာကိုဖျမ်းပါတယ်။ကန်ဆိုးသာပဲသူ့ရဲ့လက်တဝက်ကပြတ်သွားပြီးတော့သွေးတွေအများကြီးကိုထွက်လာပါတော့တယ်။ပြီးတော့သဲဘော်လဲကျသွားခဲ့ပြီးသဲသေးတဲ့ဖြည်းဖြည်းနဲ့လက်ဝင်သွားခဲ့ပါတယ်။ ဒါကိုမြင်ပြီးခင်လင်းတို့တတိုက်ဖနက်စီးပြီးတော့ဒီကန်းကြီးကနေဝေးရပြရမယ်ဆိုတာသဘောပေါက်သွားကြပါတယ်။ဆန္ဒကသူ့ဘဝကိုမိုးမင်းစီကိုပြစ်ပေးပါတယ်။ဒါမဲ့ပြုတ်နေတဲ့တသားဆုံးကြောင့်လှမ်းဖမ်းနေတဲ့မိုးမင်းကပြုတ်ကျသွားပါတယ်။အခုတော့မိုးမင်းလည်းတဲဘော်လဲကျနေပြီးတော့မွန်စတာစားတာခံနေရပါပြီ။သူ့ဘော်ဓာရီဘာမှမကူနိုင်မဲနဲ့အော်ဘဲအော်နေကြချိန်မှာမိုးမင်းရဲ့ခြေထောက်နဲ့လက်တွေကတော့တဲတဲကိုနစ်ဝင်နေခဲ့ပါပြီ။အဲ့လိုတွေဖြစ်နေတော့မှပဲခင်လင်းကအတော်ကောင်းတဲ့အကြံတစ်ခုကိုရသွားပါတယ်။အဲ့နောက်တသားရန်ကိုဖြုတ်လိုက်ပြီးကားထဲကဆန္ဒစီကိုပေးပါတယ်။ ပြီးတော့အင်းကနေကားထဲကိုခုန်ချလိုက်ပါတယ်။အဲနောက်ယင်နုရဲ့ညက်နေတဲ့လက်ကိုဖြုတ်ပေးဖို့လုပ်ကြပါတယ်။ယင်နုလက်ကတန်ရာရနေတာမို့ပဝါပါလီနဲ့ပတ်ပေးလိုက်ကြပါတယ်။အခြားတစ်ဖက်မှာတော့ဂင်တို့ရဲ့ခန္ဓာကိုယ်တဝက်ကလက်သေးနဲ့စိတ်ခံရသလိုဖြစ်လာပြီးတော့စနာလာခဲ့သလိုသွေးတွေလည်းထွက်လာပါတော့တယ်။ဒီနောက်မှာတော့ခင်လေးနဲ့ဇန္နာကတက်သားကိုချပြီးမြေအောင်ရှိနေတဲ့ခုံစီကိုသွားဖို့လုပ်ပါတယ်။ဇန္နာကသူ့ခန္ဓာကိုယ်ကိုမျှကြည့်ဖြစ်အောင်ထိန်းနဲ့တက်သားကိုဖြည်းဖြည်းချင်းခင်းပြီးတော့သွားပါတယ်။ကျောင်းဆောင်နဲ့ပဲတူလုံးနိုင်ခဲ့ပါတယ်။ ိုင်းတော့ခင်းလင်းသွားပြီးအဲဒီစီကိုရောက်သွားပါတယ်ဒါပေမဲ့ရင်းတို့အလဲရောက်တဲ့အခါမှာတော့ချော်ကြပြီးတော့တဲတဲကိုကြာသွားခဲ့ပါတယ်ချက်ချင်းပဲမွန်စတာတွေကသူ့ကိုတဲတဲကိုဆွဲနှစ်သွားခဲ့ပါတယ်အဲဒီချိန်မှာပဲမွန်စတာတွေကဂင်တိုရှိနေတဲ့အမိုက်ဘုံကိုဆွဲနှစ်ဖို့လုပ်နေတာကိုမြင်လိုက်ရပါတယ်ဆန်နာကဘကင်ကားကိုတုံးပြီးအဝေးထွက်သွားဖို့အတွက်မြင်အောင်ပေးတဲ့အကြံတိုင်းသူ့ရဲ့ခြေထောက်ကိုပဝါနဲ့ပတ်ပါတယ်ပြီးတော့ကားစီကိုပြေးပါတယ်သူလုံးနိုင်သွားပြီမဲ့လည်းဂင်တိုကတော့စမရက်နိုင်တော့ပါဘူးတပြေးပြေးချင်းနဲ့သူ့ရဲ့ပါဇက်ကနေသွေးတွေလည်းထွက်လာပါတယ် ီကမှပဲမွန်စတာတွေကမိုက်ပုံးကိုပေါက်ပေါက်ပြီးတော့ဝင်လာကြတာကိုတီးသွားကြပါတယ်။အဲ့ဒီမှာပဲဂင်တိုလည်းတဲတဲဆုပ်ယူသွားတာခံလိုက်ရပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဆန္ဒလည်းချော်ကြပြီးတော့ခေါင်းနဲ့ရိုက်မိတာမို့ကားပေါ်မှာပဲတတိလည်းသွားခဲ့ပါတယ်။အခုတော့ဂင်လင်းနဲ့မြီအောင်တို့လည်းဆန္ဒတယောက်တတိပြန်ရလာတာကိုစောင့်ယူကလွဲပြီးတော့တခြားမရှိတော့ပါဘူး။တပိပိနဲ့ညကိုရောက်လာခဲ့ပါတယ်ဆန္ဒတယောက်တတိပြန်ရလာပြီးတော့ကားပေါ်ကနေအတက်ကယ်လေးကိုတွေးလိုက်ရပါတယ်ဒါကြောင့်မို့မြန်မြန်ဆဆမတွေးတော့ပဲအဲ့ဒါကိုပြစ်ချပြီးတော့လေထိုးလိုက်ပါတယ် ိုင်းတော့ကလင်းတို့ကိုခေါ်ပါတယ်ကားစီရောက်တဲ့အခါမှာတော့မြေအောင်ကအတော်လေးကိုတန်ရာပြင်းနေပါပြီရုတ်တရက်ပဲတဲတဲကနေမွန်စတာကထွက်လာပါတယ်သူကရေပွဲလက်တွေနဲ့တူနေပါတယ်မွန်စတာကအမောင်တဲမှာမြေအောင်တောင်းနေကြတာပါလက်ချောင်းတွေကခင်းလင်းကိုစပြီးတော့တိုက်ခိုက်ပါတော့တယ်။နောက်ဆုံးမှာခင်းလင်းလည်းမကုန်နိုင်သေးတဲ့အကြံတွေထက်ရသွားခဲ့ပါတယ်။ဒက်စီဘောတစ်ခုကိုယူပြီးတော့တဲဘောပြန်လိုက်ပါတယ်။ဒီချိန်မှာတော့မွန်စတာကိုပြစည်းပြစ်နိုင်မယ်လို့သိနေပါတယ်။မီးရစံကနေမီးရောင်ကိုပြလိုက်တဲ့အခါမှာတော့မွန်စတာကရောက်လာပြီးမီးလောင်သွားခဲ့ပါတယ်။ ။ကံကောင်းရင်တော့ခင်းလင်းကကားထဲကိုဝင်လိုက်နိုင်ပြီးတော့ Monster ရဲ့လက်ကနေလွတ်သွားပါတယ်။ဒီချိန်ထဲမှာပဲဒဏ်ရာများနဲ့ကိုမြင့်အောင်ကသူ့ကိုယ်သူတင်းမထားနိုင်တော့ပါဘူး။သူလည်းတိုးရတော့မယ့်ချစ်ရည်ဖြစ်နေပါပြီ။ခင်းလင်းတယောက်လည်းသူ့ဘက်ဘက်လက်ကိုနောက်ဆုံးအနေနဲ့အနမ်းပေးလိုက်ပါတယ်။ခင်းလင်းနဲ့စန်နီတို့လည်းကားမမောင်းနိုင်တော့တဲ့ခါမှာတော့ကားထဲကနေပဲကူမဲ့သူကိုစောင်းလိုက်ကြပါတော့လေ။အဲဒီမှာလူတယောက်ကကားတကားကိုလာခောက်တဲ့အခါမှာတော့သူတို့နိုးသွားပါတယ်။အဲဒီလူကတော့ Monster ဆွဲတာမခံရဘဲနဲ့တဲပေါ်မှာယက်နေနိုင်ပါတယ်။ ောက်ဆုံးမှာဂင်းလင်းတို့နှစ်ယောက်လည်းဆင်းလာပြီးတော့အသေးပေါ်ရပ်လိုက်ကြပါတယ်။နှစ်ယောက်လုံးဘာမှမဖြစ်တော့ပါဘူး။မွန်စာအုပ်စုကတော့တခြားကန်းကြီးတစ်ခုစီကိုကူးသွားနေကြတာမို့အခြားကန်းကြီးကဧည့်သည်တွေသူတို့သားကောင်ဖြစ်ရတော့မယ်ဆိုတာကိုပြရင်နဲ့စကားလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ဇုံနီနာဆင်ပြီးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။